ဓမ္မရေတရားမင်းအကြောင်းမဟုတ်ခင်ဥပဒနာရဲ့ရှင်နည်းကိုကျေးဇူးွာပြောမယ်ဥပဒနာရဲ့ရှင်နည်းကရှင်သာရိပုတ္တရာကဟောထားတယ်ကာယမိမံသမသထပရိဇာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိရိဒ္ဓဝါနဒုက္ခသန္တံကရိတတိဒီကဲလို့ဟောထားတော့ဓမ္မရေဒီ ။ဘုရားရှိမှဖြစ်စေကိုယ်အိရာထဲမှာဖြစ်စေ။ထိုင်ပြီးတခါလားမိမဖြစ်ရုပ်တို့ယောက်ျားဖြစ်ဓမ္မင်ခွေးပြီးတခါလားထိုင်နေတယ်လို့ထိုင်အိတ်ခြင်းနဲ့အိတ်ကိစ္စမရှိပါဘူးတဲ့။တို့တော့အသက်မှန်မှန်ရှူပြီးတခါလားလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုကြီးသိပြီးတခါလားနေရာမှာ ပရမရှိစွာတော့ဖြင့်ထွက်တာသိဝင်တာသိပဲလုံနေပါဒီထဲကမှဘုရားကအောက်လိုလိုလာလို့ရှိရင်ထွက်တာသိဝင်တာသိဖြုတ်လိုက်ပါထွက်တာသိဝင်တာသိဖြုတ်ပြပါတော့လို့သတိပေးလိုက်နော်မှန်ပါဘူးထွက်တာသိဝင်တာသိဖြုတ်ပြီးအောက်နေနေရာလေးကိုညံကလဲလိုက်အော်ဒါဖောက်ပြန်လာတာပါလားအင်းဖောက်ပြန်လာတာငါကမအောင်ဘူးခုမှဒီနေရာလေးကအောက်လာတယ် အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဓမ္မပြန်ဖောက်ပြန်တာလေးကပြည့်စည်သွားဘဒ္ဒသီဝန္ဒသီလုံနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့အခါကျဘဒ္ဒသီဝန္ဒသီဖြုတ်လိုက်ပါအောင်းတဲ့နေရာလေးညံထည့်လိုက်ပါခြေစလုံးကအောင်းရင်ခြေစလုံးပေါင်းကအောင်းရင်ပေါင်းခါကအောင်းရင်အောင်းနောက်ကြောကအောင်းလို့ရှင်လဲအောင်းတဲ့နေရာလေးညံထည့်လိုက်ပါအဲ့ဒါလေးကဘာပါလဲမလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာ အဲ့ဒီဘောက်ပြန်တဲ့နေရာလေးကိုဂတိကကြောဥဒ္ဓဘုရားကညံတဲ့လိုက်ပြီးဒီမှာဖြင့်ညံပေါ်နေတဲ့အတွက်တတ္တဝါသာနာမှာအောက်နဲ့စိတ်ကလေးကချုပ်သွားပြီးညံစိတ်ကလေးကပေါ်နေညံစိတ်ကလေးပေါ်နေတော့အောက်နာလေးဟာဘောက်ပြန်ပြီးဒီကရပျက်စီးသွားတာတွေ့ပါလိမ့်မယ်ဘောက်ပြန်ပျက်စီးသွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲတဲ့ဘောက်ပြန်ပျက်စီးသွားတာလေးတွေ့တဲ့အခါကျတော့ ဒီကနာကိုကြီးစိုက်စီနေလို့ဖောက်ပြန်ပြစီတာတွေ့တာလို့မှတ်လိုက်တယ်နော်အဲ့တော့ဖောက်ပြန်ပြစီတာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုလားဟုတ်တာဒုက္ခသစ္စာဆိုရင်ဟုတ်ပါတယ်ဩော်ဒါကဒုက္ခသစ္စာဖောက်ပြန်ပြစီပြီလို့သိနေတာလေကလောကီမက္ကသစ္စာ ဒါဒီနေရာလေးကအောက်နာလေးကပြောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်ဟိုစိတ်ကလေးစားကျင်တဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားကျင်တဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျလို့ရှိရင်ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှိရင်ဖြင့်သတ္တဝါသန္တာနှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားကျင်တဲ့စိတ်ကလေးရကကြွယ်ကတဲ့တို့ဖြစ်ပြီးပြတ်သွားတယ်သူလည်းခုမှဖောက်ပြန်မေးလာတာအခုပဲပြည့်စည်သွားတယ် အဲ့တော့ဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြအောင်အဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမက်ကသစ္စာလို့အောက်မိကြဒီလိုဒီခန္ဓာကိုယ်ရဲ့လှဲ့လိုက်ပြီးဒီကာလနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမက်ကသစ္စာဆိုတော့ဩခန္ဓာကိုယ်ရဲ့မှာဒုက္ခသစ္စာရဲ့ သိနေတဲ့မကသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးတကလာနေတော့သမုဒိယသစ္စာဆိုတဲ့လောဘကခြုံငင်းရုပ်သိမ်းပြီးတကလာနေတော့တယ်ဒီလောဘခြုံငင်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒဏ်ချုပ်ဘူးလားဥပါဒဏ်ချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘုရားလာရတဲ့ဖြစ်တဲ့ပြိတိနေမှုအိုမှုသိမှုကိုဩော်ဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ ကကြွယ်တကစေတူလာဘုရားကမဲလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်းနေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်ပါဘုရားဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားသိကြပါဘူးဒါပေမဲ့ဒီကန္တကိုကြီးကိုဝိပဿနာရှုဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်ပါဘုရားဝိပဿနာလို့ဆိုရပါပါလိမ့်ဒါကြောင့်ကာယမိမံသမသထာ ိမံကာယဤခန္ဓာကိုယ်ကြီးကိုသမသကစောင့်ကြည့်ပြီးသုံးသပ်သမ်းပါကွာရှင်သာရိပုတ္တရာမှားရှာခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်သမ်းပါဆင်ញင်သမ်းပါဆိုတော့ဖြစ်တယ်မဲမလာဘူးပြည့်စည်သွားတာကဖြစ်ဖြစ်စောင့်ကြည့်တာကမလာဘူး ဩမတ်ဆိုတာဒကာရမတို့စောင့်ကြည့်မှရတယ်လို့မှတ်စမ်းစောင့်မကြည့်ရင်မရဘူးဗျာမရဘူးရှာရင်မရစောင့်ကြည့်ရင်တော့ရပါဘူးဗျာတို့ရဲ့ကြားတွေဟာအပြေးတော့မလံပါဘူးတဲ့ဖမ်းတော့မြန်တယ်လို့မင်းလိမ့်နာပညာကစောင့်ဖမ်းစမ်းပါလို့လည်းသေသေးချာချာဟောထားတယ်မှန်ပါဗျာဒါကြောင့်ဘုန်းကြီးဒကာရမတွေကအေးရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်စမ်းပါ အနာကိုစောင့်ကြည့်နေဗာနဲ့စောင့်အောင်လို့ဆိုတော့ရှင်မူလေးမှမှရှူရှိုင်းမူလေးမှမှရှိုက်ရှိုက်ရကမှအထူးတရားလေးပေါ်လာလို့ရှိရင်ဩတာဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တိုင်းဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေတာကသမှုရသစ္စာနောက်ခန္ဓာမလာတာက နိရောဓသစ္စာဆိုတော့ဩတို့သစ္စာလုံးလုံးနေတာပါလားဆိုတာပေါ်မလားပေါ်ပါဘူး။ဩဒါဖြင့်ဝိပဿနာလုံးဆိုတာအာလုံးတရားနာတဲ့ဃာရမတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလုံးဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်တော်တို့ဖြင့်မလုံတတ်သေးပါဘူးခင်ဗျာဆိုရင်စောင့်မကြည့်လို့ကမှတ်ပေလို့စောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးက ုနေရာကပြတယ်ဒီနေရာကပြတယ်ဘုနေရာကပြတယ်ဒီနေရာကပြတယ်ပြတဲ့နေရာကိုပဲစောင့်ကြည့်နေတဲ့ခါကြလို့ဖြစ်ရင်ပြတာကဒုက္ခသစ္စာသိတာကမကတဲ့သိတာကနောင်ခန္ဓာမနာတာကနိရောဓသစ္စာဆိုတော့ဩတို့ဒီသစ္စာ၄ပါးလုံးလုံးနေတာပါလားဆိုတော့ပေါ်တာပေါ်တာရှင်းရှင်းပါ တကကြွေတကကြွေလည်းလုတ်တော့လဲစောင့်ကြည့်ရတာမဟုတ်လားလိုက်ဖမ်းရင်မိပါ့မလားဒါကြောင့်ခွင်းတို့ဒကာရမတွေစောင့်ကြည့်လို့ရှင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြရဘူးအနာခန္ဓာကိုယ်ကြီးမို့အနာခန္ဓာတွေပြတော့ဒီနာခန္ဓာတွေကဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်ဖြစ်လိုက်ပြလိုက်နဲ့ပြနေတော့ဩဒီဥစ္စာ ဖြစ်ပြကဒုက္ခသစ္စာသိတာကမကသစ္စာပါလားလို့ဆိုတာအခုအချိန်မှညာနေမှာပေါ်လာသူကတော့ပေါ်လာတဲ့အခါကျတော့ရှင်းပြင်ကိလေသာရှားမညလို့ရှင်းရင်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမချားလို့ရှင်းရင်ခွန်ရဲနဲ့မဲ့ညာဘုံညာရပါတယ်ဖြစ်ပြနဲ့မဲ့နဲ့ရှားတဲ့မှာကိလေသာရှားမကိုရင်ခွန်ရဲနဲ့ ာကြွယ်မမြန်လားဘုန်းကြီးကဟောတာလားဘုရားသခင်ကိုရမကြီးကဟောတာလားလို့ဆိုတော့သတိဉာဏ်ပါဠိတော်မှာသေသေးချာချာရှိနေသောကြောင့်တကယ်ဓမ္မတွေစောင့်ကြည့်ရလို့မဟုတ်ခဲသောကြောင့်သံဃာရှိရပါတယ်ဆိုတာသဘောကျဩဒါဖြင့်ဥပါဒနာဆိုတာအားစိတ်ရှိရတာလားဒကာဓမ္မတို့စောင့်စားပြီးရှိရတာသေသေးချာချာပြောနေပါတယ်ဒကာဓမ္မတို့ လေးလေးစားစားနဲ့မှတ်သမ်းပါမှန်ပါပါလေးလေးစားစားနဲ့မှတ်လိုက်တဲ့ခါကျတော့စောင့်ကြည့်တဲ့အလုပ်တွေကခန္ဓာကိုယ်ထဲမှာဘာမှကြည့်ရမကြည့်လို့ရှင်ဖြင့်ဩလေးလေးထုတ်တဲ့စိတ်ကလေးလည်းထုတ်ပြီးပြတ်တာပဲမှန်ပါပါလေးလေးပြန်သွင်းတဲ့စိတ်ဟာအဲ့ဒါလေးဘယ်ကမှမရှိတော့ဘူးဆိုသူ့ပြန်ထိုင်လိုက်မှန်ပါပါ သဘောကျဟာအခုပြန်ထိုင်နေရင်မတန်နဲ့ပဲဟိုနေရာကရတယ်လို့ဒီနေရာကအောင့်တယ်လို့ဒီနေရာကကောင်းတယ်လို့လာပြန်လို့ရှိရင်သူ့ဖြုတ်ပလိုက်ဟိုနေရာရတဲ့နေရာကောင်းတဲ့နေရာတွေလှည့်လိုက်ပြီးဩော်ဒါဒီဒုက္ခသစ္စာပါလားဒါဒီဒုက္ခသစ္စာပါလားလို့ရှုပါကောင်းတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာဆိုးတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြတ်တော့ဒုက္ခရောက်တာ အလယ်လစိတ်ကလေးပဲဖြစ်ပြီးပြတော့အဲ့ဒီဒုက္ခသစ္စာတွေရှိပိုင်ပိုင်နိုင်နိုင်ဒီပြကဒုက္ခသစ္စာသိတာကမကသစ္စာလို့ဓမ္မတွေကကြိုးစားနေကြမယ်ဆိုလို့ရှိရင်ကြာတော့ဒုက္ခသစ္စာတွေဟာကဘုရားကသံဃိတ်တွေနဲ့ပြင်စုပါရနက္ခန္ဓာပြီဒုက္ခလို့ခေါ်သောကြောင့်ခန္ဓာ၅ပါးကြောင့်ပြတဲ့ဥစ္စာတွေအနိစ္စလည်း မပြဒုက္ခလည်းမပြအနတ္တလည်းမပြအတုပါလည်းမပြဘဲနဲ့ဒကာကျော်ဒကာသစ်တို့ဒုက္ခသစ္စာပဲပြတယ်မှန်ပါပါအဲ့ဒီကဲတို့ပြလာပြီဆိုမှဖြင့်ဩလူဘဝရတာဒုက္ခသစ္စာရတာကိုလို့ဘောဘောလုံးနေနေပြီမလားပဲမှန်ပါပါလူဘဝရတာဘာရတာဘာလဲမှန်ပါပါဒုက္ခသစ္စာရရတယ်ဆိုတော့မသိကြဘူးမှန်ပါပါ အဲ့ဒီကဲတော့ဒုက္ခသစ္စာကြီးရတာကိုပိုင်ပိုင်နိုင်နိုင်သိနေတော့ဒီလိုလုံးမှာဒုက္ခရာဒီကနာဒီကအောင်ဟောကိုက်ဒီကခဲဟိုကဓမျိုးတစ်ခုပေါ်ပေါ်ရတယ်ဟူသေးတယ်ပျောက်တာပဲတွေ့ရစောင့်ကြည့်တဲ့ပုဂ္ဂိုလ်မတွေ့ရဘူးဒါဖြင့်ဥပဒနာလို့ဆိုတာဘယ်လိုလုပ်ရမှာပါလိမ့်မလဲလို့မေးရင်မင်းနဲ့ဖြေကြစောင့်ကြည့်တာပဲတဲ့ အကြည့်ခံရတာကဒုက္ခသစ္စာကြည်ညာကမဂ္ဂသစ္စာအကြည့်ခံရတာကဒုက္ခသစ္စာကြည်ညာကမဂ္ဂသစ္စာဆိုတော့အော်မဲဟာသူတော်ဝလောက်လားစောင့်ကြည့်တဲ့ညာလောက်လားစောင့်ကြည့်တဲ့ညာလောက်လို့ဒကာဓမ္မတွေကအသိကြီးသိလာပြီးသူမှဖြင့်အော်ခန္ဓာကိုယ်ကြီးဟာဒုက္ခကြာမညာ ဒုက္ခသစ္စာဒလဇပါလားဆိုတာပေါ်လာပါလိမ့်မယ်။ဒုက္ခကြမညာဒုက္ခသစ္စာဒလဇပါလားဆိုတာပေါ်လာပါလိမ့်မယ်။ထိုကဲ့သို့ပေါ်လာတဲ့အခါကျတော့မှဩဒုက္ခသစ္စာကြီးပါလားဒုက္ခဆိုတာဘာမှမပေါ်လာပါလားဆိုတော့ဒုက္ခရဲ့မြင်ပြီးကြီးငွေလာပါလိမ့်မယ်။ဒါပြန် ရှင်းပြမြင်သာရီယထာဘုဒ္ဓညာဖြစ်တဲ့ဒုက္ခသစ္စာကြီးမုံနာရာသည်ကြာတော့ညာကထက်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 ပြီးရှိပါများလာတော့ဘုန်းကြီးတို့ဓမ္မတွေနိုင်တဲ့ဒီဒုက္ခကြီးနဲ့ပြင်မနေခြင်းပါဘူးဆိုတာမနေခြင်းနဲ့ညာမလာဘူးမနေခြင်းနဲ့ညာလာတဲ့ခါကျတော့ခေါင်းကဒုက္ခတွေအကုန်ပျောက်သွားတယ် မနေခြင်းနဲ့ညံလာတော့ဘာတွေပြောက်ဒါဖြင့်ဒုက္ခပြောက်ရင်ဒုက္ခဆုံးတာကနိရောဓသစ္စာဒုက္ခအဆုံးသိတာကမဂ္ဂသစ္စာဆိုတော့မသိပေါ်လာတယ်ဒုက္ခပြောက်ရင်မသိပေါ်လိမ့်မယ်ဒုက္ခတွေ့ရင်ဝိပဿနာမဲ့ပေါ်လိမ့်မယ်ဒုက္ခတွေ့ရင် ဒုက္ခတွေမရှိဘူးခရားရှုစရာကမရှိဘူးခရားဆိုရင်ဖြင့်ဘာပေါ်လာမဲ့စက်ပေါ်လာတော့ဒုက္ခမရှိတာကနိရောဓစိတ်မရှိမှသိတာကအဲ့ဒီကြစောင့်ကြည့်ရင်မတန်လေသုံးသွားလိုက်လိုက်လို့ရှင်းဖြင့်ဒုက္ခသအန္တံကရိတ္တိဒုက္ခသဒုက္ခ၏အန္တံသုံးလို့ကရိတ္တိမဲ့ညာကမျက်မှောက်ပြုလိုက်နေတာလို့ရှင်သာရိပုတ္တရာကလည်းဟောဘုရားကလည်းဟောဒီဖြစ်လေသောကြောင့် ဘုန်းကြီးတွေကဓမ္မတွေယနေ့ကစပြီးစောင့်ကြည့်တဲ့အလုပ်လုပ်စမ်းပါဘုရားဖြစ်ပြတင်လာသေးကိုစောင့်လာကြည့်ပါလို့ဂရိပေးလိုက်ဖြစ်ပြတင်လာသေးကိုစောင့်လာကြည့်ပါဒီပြန်ဘာမှမလုပ်ပါနဲ့စောင့်ကြည့်တော့ကြာတော့ဖြစ်ပြတယ်ဒကာကျွယ်တို့ဥလာဘုရားစိတ်လာတယ်ဘုရားစိတ်လာပြီဆိုမှဖြင့်စိတ်ပြင်မဲ့မပြင်းနဲ့ဩအသေးတယ်များပါလားဩဒုက္ခတွေတယ်များပါလား ဩဒုက္ခတွေတည်များပါလားလို့သူကဘလောက်ပဲများများကိုကဒုက္ခများတယ်လို့သာမြင်ကြည့်နေကြတော့ဩဖြစ်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခဖြစ်လာတာလေဒုက္ခပြက်သွားတာလေဒုက္ခအဲ့ဒီကဲတဲ့ဒုက္ခကိုအဖြစ်လည်းမသားရအပြက်လည်းမသားရအဖြစ်ကောအပြက်ကောမသားရပါဘူးတဲ့ဒုက္ခကမသားရတဲ့ခါကျတော့ ဖြစ်ပြက်ကိုตายရတဲ့တဏှာကလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်တာပဲตายရတဲ့ဒိဋ္ဌိလည်းချုပ်ပါရောဖြစ်ပြက်လည်းချုပ်သွားတာပဲဆိုတော့ဖြစ်ပြက်ချုပ်တာနိဗ္ဗာန်ချုပ်မှန်းသိတာမညာဖြစ်ပြက်ချုပ်တာကချုပ်မှန်းသိပြီဆိုတာဩလည်းပြန်တကကြွယ်လို့တကဘူးလားဘူးလို့တကသိတို့နိဗ္ဗာန်ဝေးလားနေလားနေရတယ်မရောက်တာ ဘာကြောင့်ပါလိမ့်မလဲတဲ့မေးတော့စောင့်ကြည့်တဲ့အလုပ်လည်းမလုပ်ဘူးစောင့်ကြည့်တဲ့အလုပ်ကိုဒါကြောင့်ခင်ဗျားတို့ဒီသံဃာထဲမှာငရေဘူးတွေကလည်းငရေမိတွေတောက်ပြီးတဘောပွဲသူတွေကမငိမ့်တာဒီခန္ဓာကြီးကိုခင်းတွဲတဲ့တဏှာရောဘာမချုပ်တာနဲ့ပဲတဲ့ဒကာဓမ္မတို့တဏှာကနေပြီးငရေဘူးဖန်တီးနေတာဒိဋ္ဌိကနေပြီးငရေဘူးဖန်တီးနေတာ ထားကြောင့်ခမရကတရားနာရဲ့ဒုက္ခကမရှုတော့ဘူးနောက်တဏှာကကြမ်းနေတယ်နောက်တဏှာကြမ်းနေတာတဏှာကဘယ်ခန္ဓာလောက်ရပါမလဲဆိုပြီးအချိုးရသူကစီမံနေအချိုးရစီမံပြီးခါကနေတော့တဏှာကငရေသွားတဲ့ခန္ဓာလည်းရှိတယ်သုပတိသွားတဲ့တဏှာလည်းရှိတယ်အဲ့ဒီကဲတော့တဏှာတွေကအမျိုးမျိုးပုံပုံသုတိစီမံလိုက်ငရေဟိုတွေစီမံလိုက်ဆိုတာတဏှာမချုပ်လို့ဖြစ်ရတယ် ဒိဋ္ဌိမချုပ်လို့ဝိသိကိစ္စမချုပ်လို့အခုတော့ပြင်ဒကာရမတွေစောင့်ကြည့်ဖြစ်ပြမြင်ရတာဘုရားညာဖြစ်ပြမုံရင်ဖြစ်ပြတဲ့ကြာရှင်ရမတန်နဲ့ဖြစ်ဒုက္ခဖြစ်ဒုက္ခမှာတော့ဘာမှမရှိဘူးလူချင်းရရခြင်းရဘာမှမရှိဘူးလို့ဒီကန္နာကိုဆုံးဖြတ်ချက်ချလို့ချင်းအဲ့ဒါဒုက္ခသစ္စာပိုင်းခြားသိတာပဲ ထိုကဲ့သို့ပိုင်းခြားသိလိုက်တဲ့အခါကျတော့ရှင်ဒုက္ခတွေတကကြွယ်ဘာဖြစ်သွားဒုက္ခတွေဆုံးသွားဒုက္ခဆုံးတာဘာခေါ်ကြမလဲဆုံးပေါ်လို့သိတာကဩဒါဖြင့်ဘုန်းကြီးတကဓမ္မတွေနိဗ္ဗာန်ဒီဈာန်သာဆုံးရှိတယ်ဆိုတာယနေ့တတိယမှတ်ဖို့နိဗ္ဗာန်ဒီအချက်မှရှိသလားအောက်မှရှိသလားဘေးမှရှိသလားလို့မေးရမယ်ဖြေကြပါဘုရား ဒီနေ့ဆိုတာချစ်တယ်ဖဲအဲ့ဒီချစ်တယ်ဆုံးမနေပိုင်းရှိတယ်ဆိုတာယနေ့ညကစပြီးခွင့်ရတဲ့ကာရမတွေကျိုးစားလို့ရှင်းပြင်းတဲ့အပေလေးပါးတကားတွေတကားတယ်မဟုတ်ပါဘူးငရေမင်းကြီးငရေဟိုသိမ့်ပါတယ်ဆိုတာကိုကိုညာမညာနဲ့သိမ့်လိုက်တယ်လို့ဆုံးဖြတ်ချက်ချတယ်ဘုရားသိနေပါလားတကားကျွေးရှင်းပါဗျာသဘောပါလားဒါလို့စင်လေးရှင်းပိုင်းကပြတာပါမှန်ပါဗျာ